ရင်တော့ဆိုလို့ရှိရင် Facebook သုံးရတာဒီလောက်ထိကြော်ညာတွေမများဘူး YouTube ကြည့်ရင်ဒီလောက်ထိကြော်ညာတွေခဏခဏမတက်တော့အဲ့ဒါကိုခင်ဗျားတို့သတိထားမိလိမ့်မယ်သူသဖြင့် internet ပေါ်က service တွေ platform တွေမှာပတ်စံရှာပတ်ဆက်တဲ့ကိစ္စတွေကြောင့် user experience အရင်ကထက်ညံ့လာတာ usability မကောင်းတော့တာနော်ပြီးတော့ဒီ long term user satisfaction ကိုမကြည့်တော့ဘဲနဲ့ပတ်စံရရင်ပြီးရောလှုပ်လာကြတဲ့ social media algorithm အပြောင်းအလဲတွေကြောင့်ဖြစ်လာတာ အတူတုံးပြောရမယ်ဆိုရင်တော့ဗျာသက်ဆန်ချောင်းဖြစ်လာတဲ့အကျိုးဆက်တွေအဲ့ဒါကိုတုံးတဲ့အတုံးနှုံးလေးတစ်ခုရှိတယ်ဗျာနာမည်လေးကလှတယ် Enchidification နဲ့ကျွန်တော်တို့အရင်တုန်းကအရင်တုန်းကဆိုတာလွန်ခဲ့တဲ့9နှစ်ကနေ10နှစ်ကြာပေါ့အဲ့လိုတုန်းက Netflix ဆိုတာရှိနေလို့ရှိရင်တော်တော်ပြည့်စုံနေပြီအခုများတော့ခင်ဗျား TV series စုံစုံလင်လင်ကြည့်ကြလို့ရှိရင် Netflix တခုရဲ့နဲ့မရတော့ဘူး Disney Plus လို့မယ် HBO လို့မယ် Apple TV Plus လို့မယ် Amazon Prime လို့မယ်ဒါတော့မှပြည့်ပြည့်စုံစုံမရသေးဘူးเนาะ ပြောရင် YouTube ကဒီနေရာမှာတော်တော်ပိုင်တာဗျပြောရင်အရင်ဟိုး9နှစ်လောက်တုန်းက YouTube နဲ့အခုခေတ် YouTube နဲ့ကအတူတူပဲလို့ခင်ဗျားတို့ခံစားရအောင်ခံစားရနိုင်တယ်ဒါပေမဲ့ဘာမှကိုမတူတော့တာသိလားဂျားထဲမှာအပြောင်းလဲတွေကြီးကြီးမားမားတွေအများကြီးမလုတ်ခဲ့ဘူးဆိုပေမဲ့ gradually ပြောင်းလဲလာလိုက်တာအခုကတော်တော်ကိုပြောင်းလဲဖြစ်နေပြီဘာကြောင့် anticipation ဖြစ်လာတာလို့ခင်ဗျားတို့ထင်လဲအောက်က comment တွေမှာခင်ဗျားတို့ရဲ့တုံးနေတဲ့ platform နေနဲ့အဲ့ဒီ platform နေရဲ့ anticipation ဖြစ်လာပုံအစဉ်စဉ်ကို ဝင်ရောက်ဆွေးနွေးညှဉ်းပန်းသွားလို့ရပါတ